ရှမ်းကုန်တိုင်းဒေသကြီးဗဘဲရမ်းမြို့နယ်မှာရှိတဲ့တင့်ရှိန်ရွှေဆိုင်ကိုဓမြတိုက်ခဲ့တဲ့လူငယ်လေးဦးကိုဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။ရှမ်းကုန်တိုင်းဒေသကြီးဗဘဲရမ်းမြို့နယ်အမှတ်6ရပ်ကွက်29လမ်းနဲ့လမ်း30ကျောင်းမဟာဗနူးလာလမ်းပေါ်မှာရှိတဲ့တင့်ရှိန်ရွှေဆိုင်မှာမလ23ရက်မနက်8:45မိနစ်မှာစိုင်းပိုင်ရှင်ရဲ့တမီးဖြစ်သူဟာစိုင်းဝင်တဲ့အမျိုးသမီး9ဦးနဲ့အတူရှိနေစဉ်မက်စတရီတက်ဆင်ထားတဲ့အမျိုးသားလေးဦးကစိုင်းအတွင်းဝင်ရောက်လာပြီး ၎င်းတို့လေးဝက်နဲ့တအုပ်ကတနက်အတူတလက်ကိုကင်ဆောင်ပြီးတနက်ပြချင်းချောက်ခါမှန်ကောင်တာအတွင်းမှာရှိတဲ့ရွှေရည်ပစ္စည်းမျိုးစုံ20ကျပ်သားခန့်တမုံငွေကျပ်သိန်း1100ခန့်ကိုလူရဲယူဆောင်သွားခဲ့တာဖြစ်ပါတယ်။ပြည်စင်နဲ့ပတ်သက်ပြီးပြည်မှုကျွန်းလွန်သူတွေကိုဖမ်းဆီးရမိနိုင်ရေးဆောင်ရွက်ခဲ့ရာအခင်းဖြစ်ပတ်ဝန်းကျင်မှာရှိတဲ့တာဝန်သိပြည်သူတွေရဲ့တရင်ပေးချက်အရလူရဲမှုကျွန်းလွန်သူတွေဟာ Toyota Corolla အမျိုးအစားအဖြူရောင်အငားရည်နဲ့ပန်းဆိုရန်လမ်းဘက်ကိုမောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်းသိရတဲ့အတွက် အဆိုပါအငားရင်ကိုစုံစမ်းရှာဖွေခဲ့ရာမနက်၁၇နာရီမှာလမ်းမတော်မြို့နယ်အမှတ်၄ရပ်ကွက်ဝါရန်လန်နဲ့အနော်ရထားလမ်းဆောင်မှာရှင်နဲ့အတူရှင်မောင်းဖြစ်သူကိုတွေ့ရတဲ့အတွက်သက်ဆိုင်ရာကိုထိမ့်သိမ်းခေါ်ယူစစ်ဆေးခဲ့ကြောင်းရှင်မောင်းဖြစ်သူရဲ့ထွက်ဆိုချက်အရ၎င်းဟာလူရဲမှုကျွန်းလွန်သူတွေကိုကြောက်တရားမြို့နယ်အမှတ်၉ရပ်ကွက်ကန်းနာလန်နဲ့ဘူအောင်ကျော်လမ်းဆောင်ကိုငွေကျပ်၄တောင်နဲ့လိုက်ပါပို့ဆောင်ပေးခဲ့တာဖြစ်ကြောင်းသိရတဲ့အတွက်ဆက်လက်စုံစမ်းစစ်ဆေးခဲ့ရာမိုးလင်း၂နာရီ၅မိနစ်မှာဘိုးထထောင်မြို့နယ်အမှတ်၇ရပ်ကွက်ဘူအောင်ကျော်လမ်း အမှတ်134မြေဆောင်136မှာရှိတဲ့ကာဆာမြန်မာဟိုတယ်အခန်းမတ်301မှာတိတ်ရှိန်ရွှေဆိုင်ကိုလူရဲမှုကျွန်းလွန်သူတွေဖြစ်တဲ့မွန်ပြည်နယ်ကြိုက်ထုံမြို့နယ်ဗရမ ्या ရက်ကွက်နေ18နှစ်အရွယ်လင်းတန်းအောင်တထုံမြို့နယ်ပေါ်ရုံမူကျေးရွာနေအသက်20အရွယ်တတ်ထူးစဉ်ရွှေပြည်တော်မြို့နယ်အမှတ်19ရက်ကွက်နေအသက်19နှစ်အရွယ်ကောင်းခန့်သူရခေါ်ဝတ်တုံပဲခူးတိုင်းဒေသကြီးတိုင်ဦးမြို့နယ်စစ်ဘိုလ်ကြီးကျေးရွာနေ19နှစ်အရွယ်မင်းခန့်ကိုခေါ်ဖိုးကာရို၄ဦးကို လူရဲမှုကျွလွရမှာအသုံးပြုခဲ့တဲ့အနက်ရောင်ကော်တနက်တလက်တန်ဖြက်လွအုံချောင်းလူရဲယူဆောင်တာကနေရရှိတဲ့ရွှေလက်ကောက်မျိုးစုံ52ကွင်ရွှေလက်စုံမျိုးစုံ38ကွင်နဲ့အတူတွင်းရှိဖန်စီရမိခဲ့တယ်လို့သိရပါဗျ။ဖန်စီရမိသူလင်းတန်းအောင်အပါလေးဦးကိုဆက်လက်စစ်ဆေးချက်အရ၎င်းတို့လေးဦးဟာမလ20ရက်မှာကာဆာမြန်မာဟိုတယ်ကိုရရှိတိတ်ခိုခဲ့ပြီး ငွေကြေးလိုအပ်ချက်အရမဟာဗန္ဓုလလမ်းပေါ်မှာရှိတဲ့ရွှေဆိုင်တွေကိုလူရွတ်မှုကျွလွန်မှုအတွက်လိုက်လံပြီးအခြေအနေကြည့်ရှုခဲ့ကြအောင်အဲ့လိုကြည့်ရှုပြီးတဲ့နောက်တိန့်ရှိန်ရွှေဆိုင်ကိုလူရွတ်မှုကျွလွန်မှုရွေးချယ်ခဲ့ကြတာဖြစ်ကြောင်း လူရဲရောင်မှာအသုံးပြုခဲ့တဲ့အနက်ရောင်ကော်တနက်ကိုစူးလင်ဖေးရနေမဟာဗန္ဓုလလမ်းပေါ်မှာရှိတဲ့စတိုးဆိုင်တဆိုင်ကနေဝယ်ယူခဲ့တာဖြစ်ကြောင်းနဲ့လူရဲမှုကျွန်းလွန်ရမှာလင်းသက်အောင်ကအဆိုပါကော်တနက်ကိုကင်ဆောင်အသုံးပြုပြီးဥဆောင်ပြီးလူရဲမှုကျွန်းလွန်ခဲ့တာဖြစ်တယ်လို့သိရပါဗျ။တိတ်ချိန်ရွှေဆိုင်ကိုတနက်ပြချင်းချောက်ပြီးရွှေရဲပစ္စည်းတွေကိုလူရဲမှုဖြစ်စင်မှာကျွန်းလွန်သူတွေဖြစ်တဲ့လင်းသက်အောင်ကောင်းခန့်သူရခေါ်ဝတ်တော်မင်းသက်ကိုခေါ်ဖိုးကာနဲ့ တပ်ထူးစဉ်တို့လေးဦးကိုတပ်သေးကန်ရွှေတဲ့ပစ္စည်းတွေနဲ့အတူဖြစ်စဉ်ဖြစ်ပေါ်တဲ့အချိန်ကနေ6နာရီအတွင်းဖော်ထုတ်ဖမ်းဆီးရမိခဲ့ပြီးဥပဒေနဲ့အညီထိရောက်စွာအရေးယူနိုင်ရေးဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းတပ်ဆိုင်ရာရဲ့ထုတ်ပြန်မှုအရသိရပါဗျာ။